ရန်ဒဂါကသူသားကရန်ဒဂါရဲ့ fan ဆိုပြီးပြောခဲ့ပေမယ့်တကယ်တမ်းမှာတော့ Trump ကရန်ဒဂါနိုင်ငံရေးအကျိုးမြတ်အတွက်ခူတုံးလုံးအထုံးချသွားခဲ့တာပါ။ဗန်ဒမြလုံးမဲမိလာများ Red TV တိုင်းကနေတင်ဆက်ပေးနေပါရင်ဘလော့ကကော်မတီနဲ့လောက်ကနေကြဂေါ်ဂျူရန်တဲ့တော်အမေရိကန်သမ္မတဒေါ်နယ် Trump နဲ့အင်ပီရိုမှာတွေ့ဆုံခဲ့ပါရင်ဒီလိုဖိအကြောင်းမျိုးကိုလက်ခံရဖို့ကကစားမတွေအတက်တကယ်ကိုမလွယ်ပါဘူး။တမန်ကစားမတွေလုံးဝမရနိုင်တဲ့ခွင့်အမျိုးလို့တော့မှပြောနိုင်ပါရင်ရတော့အင်ပီရိုမှာအပြုလုပ်တဲ့ညလာစားပွဲကို Sorry မင်းသားမိုဟာမက်ဘင်ဆယ်မန်နဲ့အတူတက်ရောက်ခဲ့တာဖြစ်ပြီးတော့တခြားနာမည်ကျော်များစွာကိုလည်း Donald Trump ကဖိတ်ကြားခဲ့တာပါ အဲ့ဒီနောက်လာစားဝဲမှာအဲ့တော်တွေကိုနှုတ်ဆက်စကားပြောတဲ့အခါဒိုနယ်ထရန့်ကကျွန်တော်ရဲ့သားကရယ်ဒွန်ရဲ့အကြီးစားပရိသတ်ဖြစ်တယ်လို့ထည့်သွင်းပြောကြားလိုက်ပါတယ်။ဒီချီချူးစကားလေးရဲ့နောက်ကွယ်မှာနိုင်ငံရေးရဲ့အနန္တတွေပါနေတယ်လို့ကျွန်တော်ကတော့ခံစားမိပါတယ်။ထရန့်ဆိုတော့ကကမ္ဘာအရှိန်အဝါအကြီးဆုံးနိုင်ငံရဲ့ခေါင်းဆောင်မှာသူ့ရဲ့လှုပ်ရှားမှုတာစကားတိုင်းမှာနိုင်ငံရေးအမြင်အကွက်ကျော်တဲ့အတွေ့အကြုံပါနေတတ်ပါတယ်။ဒီလိုမျိုးနိုင်ငံရေးမှာဆရာသူဖြစ်နေတဲ့ပုံကိုကြည့်ရရဲလို့ကမ္ဘာကျော်အာကစားသူရဲ့ကောင်းကိုဘာလို့များရိုးလေးချီကျူးရမှာလဲဒီတိုင်းရိုးလေးမြင်ကြည့်နိုင်ပါရင်ကျွန်တော်မြင်ကတော့ဒီညစာစားပွဲဟာရိုးရိုးအာကစားသမားတယောက်ကိုဂုံပြူတဲ့ပွဲအတွက်ပိုတယ်လို့မြင်မိပါရင် ။ Trend တက်ကတော့ဒီပွဲဟာသူရဲထားတဲ့နိုင်ငံရေးမဟာဗျူဟာရဲ့အစိပိုင်းတစ်ခုပါပဲ။ဒီကနေ့ Radio Sima ပါရှိတယ်။သူကကဘာတလွားကတန်းပေါင်းများစွာသောပြည်သက်တွေရှိနေတယ်။လူငယ်တွေရဲ့ရှေးဆောင်နဲ့ဆံပြားပုတ်ကိုလည်းဖြစ်နေတယ်။သူရဲ့ခြေလမ်းတိုင်းပြုံးဟန်တိုင်းဟာစကားတခုတိုင်းကိုမီဒီယာတွေကချဲ့တင်ဖော်ပြကြတယ်။ဒီလိုမျိုးလူတီများတဲ့ပုံကိုကြီးကိုအင်ဖီရောကဖိတ်ချလိုက်တယ်။ Trend ကခြေကျူးစကားပြောလိုက်တယ်။ဒီသတင်းဟာချက်ချင်းဆိုလို့ကဘာတဝမ်းပြန့်နှံ့သွားမယ်။ Trend ကိုမကြိုက်တဲ့သူတွေတော့အေး Radio ကိုအင်ဖီရောမှာလက်ခံနေဆိုပင်ဆိုပြီးတော့အားရပါရကျင်းနေသွားစေနိုင်မယ့်ကိစ္စမျိုးဖြစ်ပါတယ်။ဒါက Trend ဘက်ကတမင်ကွဲချပြီးစီစဉ်ရေးဆွဲထားတာဖြစ်ပါတယ်။ ထရန့်ရဲ့ရနေဒိုဟာသူ့ရဲ့နိုင်ငံရေးအကောက်ပွဲမှာအနိုင်ရဖို့အသုံးတင်နေကြားခဲ့တဲ့ခုပါပဲ။ဘာလဲဆိုတော့ရနေဒိုကိုကြိုင်းတဲ့တဲ့လူငယ်တန်းပေါင်းများစွာဟာသူ့ရဲ့သူရဲကောင်းကိုဂုဏ်ပြုပေးတဲ့ထရန့်ကိုချစ်ခင်သွားနိုင်ပါရင်ဒီချစ်ခင်မှုကနေမဲဆွေမှုတွေရောက်ရှိသွားနိုင်ပါရင်နံပါတ်၄အချက်အမေရိကန်မှာဘောလုံးဝါသနာရှင်တန်းပေါင်းများစွာရှိပါရင်ဒီလူတွေရဲ့စိတ်ထဲမှာထရန့်ဟာသူတို့ကြိုက်တဲ့အားကစားကိုလေးစားတယ်ဆိုတဲ့အမြင်ကိုစိုက်ထူသွားနိုင်ခြင်းရှိပါရင် နောက်တော့အချက်ရနေတော့သူရဲ့ကောင်းအိမေးရှိတယ်ဇဲလုံးလားရှိတယ်စိတ်တက်ပြင်းပြတယ်အောင်မြင်မှုကိုအမြဲတမ်းစားလောင်နေတတ်တယ်ဒီလိုကုံတက်တိဟာအမေရိကန်ရဲ့အမျိုးသားရေးစိတ်တက်နဲ့ကိုက်နေတယ်ထရန့်ဟာဒီအချက်ကိုသူ့ပွင့်ရေးအတွက်အသုံးချသွားခဲ့တာဖြစ်ပါတယ်နံပါတ်၄အချက်ထရန့်ဟာမီဒီယာရဲ့အာရုံဆိုင်မှုကိုအမြဲလိုလာတယ်ရယ်လိုလိုမျိုးကဘာကျော်ပုံကိုနဲ့အတူရှိနေမှုကသူ့အတွက်အခမဲ့ကြော်ညာတစ်ခုပါပဲ ဒီလိုဖြစ်ရမျိုးဟာ Redo အတွက်လည်းအကျိုးရှိပါတယ်။သူရဲ့ brand value ကိုမြင့်တင်ပေးတယ်လို့နိုင်ငံရေးနဲ့စီးပွားရေးအတိုင်းဝိုင်းထဲမှာသူရဲ့အရေးယောင်တွေကိုပုံမထင်ရှားစေပါတယ်။ဒါပေမဲ့သူဟာ Trend ရဲ့နိုင်ငံရေးရွယ်ချက်အတွက်အသုံးချခင်ရတဲ့ဆိုရင်အမြင်မျိုးပဲကျွန်တော်ကတော့မြင်မိပါတယ်။ကျွန်တော်သားက Redo ရဲ့အကြီးစားပရိသတ်ဆိုရင် Scarlet ကတပံအဖင်ချစ်စရာကောင်းတဲ့ဖခင်ရဲ့ Scarlet လို့ထင်ရပေမဲ့ Nashine ကကြည့်မယ်ဆိုရင် Trend ဟာလူလူစိတ်ပညာကိုအရန်ကိုကျွမ်းကျင်စွာနဲ့အသုံးချရတဲ့အောက်တည်ရပါပါ။သူဟာသူ့ကိုယ်သူမိသားစုကိုချစ်တဲ့ဖခင်အားကစားကိုနားလည်တန်ဖိုးထားတဲ့ခေါင်းဆောင်တပံလူတွေလိုပဲသူရဲ့ကောင်းတွေကိုလေးစားတဲ့ပုံကိုစားတဲ့ပုံရိပ်တွေကိုဖန်တီးပေးနေတာပါ။ဒါကသူ့ရဲ့နိုင်ငံရေးစံနယ်လေးပဲတခုပါပဲ။ဒီမှာ Redo က ရန်အတွက်လူမျိုးဘာသာမျိုးနိုင်ငံရေးပါတီမျိုးလူလူစီကိုတွားရောက်နိုင်တဲ့သတားစင်းတစ်ခုလိုပါပဲ။ဘာလဲဆိုတော့ဘောလုံးကိုချစ်တဲ့သူတွေကနိုင်ငံရေးမတူကြပါပဲ။ရန်ဒိုကိုတော့အားလုံးကလေးစားကြပါရင်။ကမ္ဘာတဝန်းကလူငယ်တန်းပေါင်းများစွာဟာရန်ဒိုရဲ့ဇဲလုံးလားရရောမှုနဲ့စွန်စားမှုတွေကိုအားကြကြပါရင်။ဆော်ရီလီမှာကစားနေတဲ့ရန်ဒိုကအမေရိကန်ပရိသတ်တွေရဲ့ချစ်ချင်းမေတ္တာကိုရယူထားပြီးသားဖြစ်ပါရင်။ ဒါကြောင့် Radical Trend ကသူ့ရဲ့နိုင်ငံရေးအကျိုးမြတ်အတွက်ဂျာကန်ပစ္စည်းတစ်ခုပြင်အသုံးချခဲ့တာပဲဖြစ်ပါရင် Trend ရဲ့သတင်းနိုင်ဟာဝေဖန်ခံရတာများရင်ဒါပေမဲ့ Radical လိုလူကြိုက်များတဲ့ပုံကုန်နဲ့ပေါင်းပြီးသတင်းထွက်လာရင်ဝေဖန်သူတွေတောင်ခဏတော့တိတ်ဆိတ်သွားနိုင်ပါရင်အခုကိစ္စကြောင့် Trend ဟာသူ့ကိုမကြိုက်တဲ့သူတွေကိုတော့ကြည့်ပါအောင် Radical ကကျွန်တော်ကိုလာတွေးတယ်ဆိုတဲ့ခန်းစားချက်မျိုးဖြစ်အောင်လုပ်နိုင်တယ်ဒီဖြစ်ရလေကနိုင်ငံရေးမှာဘယ်လိုသင်ခန်းစာတွေပေးတယ်လဲဆိုတော့ စေအာနာစီဝိုင်းအာနာထက်ရင်ကျင်းမှုအာနာကပိုပြီးတော့ထိရောက်ကြပါတယ်လူလူချစ်ခင်တဲ့အာကစားသမားတယုတ်ဆောင်ကီလာပညာရှင်တွေဟာနိုင်ငံရေးမှာဖိုးတန်လွန်လာပါတယ်ရွေးကောက်ပွဲမတိုင်ခင်ဒီလိုမျိုးကိစ္စကြီးငယ်တွေလုပ်တာမဲဆွေပွဲမှာပြောတာတည်ရပါမယ်အချောအပြင်ပြောမယ်ဆိုရင်အခုကျွန်တော်ရှင်းပြခဲ့တာတွေကိုနားထောင်ပြီးဒီညသာစားလေးပွဲဟာရိုးရိုးလေးမဟုတ်ဘူးဆိုတာကိုပိုပြီးတော့ရှင်းလာမယ်ထင်ပါတယ်ထရန့်ကသူ့ရဲ့နိုင်ငံရေးကျွမ်းကျင်မှုနဲ့ရန်ဒိုရဲ့ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကိုပေါင်းစပ်ပြီးလူလူရဲ့စိတ်ထဲမှာသူ့အတွက်အပြုသဘောခံစားချက်တွေကိုထည့်သွင်းနိုင်ခဲ့တယ်မီဒီယာရဲ့အာရုံဆိုင်မှုကိုသူ့ဘက်ကိုပြန်လည်နိုင်ခဲ့တယ်သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေစီတွဲဝိုင်းပြီးဖိအားပေးနိုင်ခဲ့တယ်ဒါကြောင့်ဒီညသာစားပွဲလေးဟာနိုင်ငံရေးအတက်ပ ညာရဲ့လှပတိမ်မွေးတဲ့အနုပညာတရားလို့ကျွန်တော်ကတော့ဆိုချင်ပါတယ်။ညီကိုတို့ကရောဘယ်လိုမြင်မိလဲပြောပြသွားခဲ့ကြပါဦး။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။